ုံးမဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမကတော့ Solar Rainy ဖြစ်ပါတယ်ဆင်မဒီတစ်ပတ်ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့ passing ပြောပြနေကြအခြေရေတစ်ပတ်တာအတွင်းမှာပြောင်းအပြောင်းလဲဖြစ်မဲ့နေသားသုံးနှစ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့ဒီ16ရက်နေ့ကနေပြီးတော့နော်ဒီ25ရက်နေ့အတွင်းမှာတပတ်တာအတွင်းမှာအခြေခံသလားအပြောင်းလဲဖြစ်မဲ့နေသားသုံးနှစ်ကိုဆင်မတဲရောကန်ဆင်မလေးတိုင်းပြပြပေးသွားမှာဖြစ်ပါတယ် တော့ဒီဘက်မှာရောဖယ်နေသားတွေကအခြေခံသရာပြောင်းလဲမလဲဆိုတာတွေကိုဆင်မနဲ့လိုက်ပါပြီးတော့အကြည့်ရှုပေးလို့ရပါတယ်နော်အဲ့တော့ပထမဆုံးနေသားတွေကိုဆင်မပြပြပေးသွားမယ်နော်အဲ့တော့နံပါတ်1နေသားတွေကဖယ်နေသားကဒီတစ်ပတ်တွင်းမှာအခြေခံသရာနဲ့ပတ်သက်ပြီးတော့ပြောင်းလဲတွေဖြစ်သွားနိုင်တယ်ပေါ့နော်โอเคပါအဲ့တော့ပေါ်လာတဲ့နေသားလေးပေါ့နော်ပေါ်လာတဲ့နေသားလေးကတော့အင်္ဂါသားသမီးတွေအတွက်လို့ပေါ်လာပါတယ်အဲ့တော့အင်္ဂါသားသမီးအတွက်တပတ်တာအတွက်ပေါ့နော်ဒီ ဒီအခြေခံသရာလေးကိုကြည့်လိုက်တဲ့အခါမှာခြေကတော့ဆန်းပွင့်နေတဲ့အနေအထားမှာရှိပါတယ်ဆန်းအလွန်ပွင့်တဲ့ကာလကိုရောက်ရှိပါတယ်ကိုယ့်ကိုစိတ်ဝင်ကိုယ့်မှာချစ်သူကြီးစားရှိရင်တော့မှပဲတခြားစိတ်ဝင်စားတဲ့သူတွေတရားမကနှစ်ယောက်ပေါ်နေရမျိုးကြီးရှိမယ်အခြေမှာရှေ့ကိုသွားနေပြီမလဲနောက်ကိုပြန်ပြီးတော့ဗောနော်ဒီလှည့်ကြည့်နေတာမျိုးဟိုကိုကနောက်ကိုဥမာဆိုပါဆိုအခြေဟောင်းကိုဆွန့်ပြီးတော့အခြေတစ်ကိုကူးပြောင်းတဲ့ကာလတော့ရောက်ရှိတယ်ဒါပေမဲ့အခြေဟောင်းကိုလည်းမမေ့နေသေးဘူးဆိုတဲ့အနေအထားကိုပေါ်လွင်နေတာဗောနော်ဒီလိုမျိုးလေးဖြစ်နေပါတယ်စိတ်နှုတ်ခွဖြစ်နေတာမျိုးဆုံးဖြတ်ခက်နေတာမျိုးကြီးရှိမယ်ရှေ့တော့အခက်နောက်ဆိုအခက် က်တွေ့ဝင်မှုလေးတွေဖြစ်နေတာမျိုးကြီးကြုံမယ်ဆန်းတော့ပွင့်နေပြီးတော့တွေ့ဝင်မှုတွေဆုံးဖြတ်ချက်အဲဆုံးဖြတ်ရခက်နေတာမျိုးလေးတွေရှိနေတယ်ပေါ့နော်အဲ့လိုငယ်သူလေးတွေကချစ်သူကြီးစားမရှိဘူးဆိုချစ်သူကြီးစားရမယ်အဝေးရောက်ရဝေးရောက်ချစ်သူစုံတွဲလေးတွေပေါ့နော်အဝေးရောက်ချစ်သူတွေကချစ်သူထမ်းမှာသတင်းကောင်းကြတာမျိုးလေးချစ်သူထမ်းမှာလက်ဆောင်ပစ္စည်းရတာမျိုးလေးချစ်သူရဲ့ဂရုစိုက်မှုကျင်နာမှုလေးတွေရရှိတတ်ပါတယ်နော်ဒါပေမဲ့လည်းချစ်သူစုံတွဲလေးတွေအနေနဲ့ကတော့ တဝင်းတို့မူလေးတွေစိတ်မချမှုတွေအများတက်ပါတယ်တဲ့နော်တဝင်းတို့မူလေးတွေစိတ်မချမှုကြောင့်အခြေပြဿနာလေးတွေရှိတာမျိုးတစ်ခါတည်းတန်တရားပွားဆရာလေးကြောင့်အခြေပြဿနာလေးတွေကရောက်ကစားလေးရှိပေမဲ့လည်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်အဲ့တော့တဝင်းတို့မူစိတ်မချမှုအများတဲ့သူကတော့ပိုပြီးစိတ်ပင်မဲနာမျိုးတွေကြောင့်ဝတ်နိုင်ပါတယ်နော်အဲ့တော့ဒါတော့အင်္ဂါသားသမီးတွေအတွက်တစ်ပတ်တာအတွင်းမှာပေါ်လာတဲ့အခြေခံစာတာလေးပေါ့နော်အဲ့တော့ရေရီယာအနေနဲ့ကတော့ဖေယားမှာ အုံယိုလေးတပွဲဖျားမှာကတ်လူပါရင်းနှွေးချမ်းလေးတစ်ခွက်ကတ်လူပါအဝါရောင်ပန်းလေးတွေလူပြီးလိုရာစုတောင်းခြင်းမြေအခြေခံကောင်းကြီးတွေဖြစ်ပေါ်လာပါလိမ့်မယ်เนาะဒါတော့ဒါအင်္ဂါသားသမီးတွေအတွက်ပေါ့เนาะအဲ့တော့နောက်ထပ်ဘယ်နေသားလေးရောဒါပြောင်းလဲဖြစ်နေဆိုတာဆက်ပြီးတော့အကြည့်ပေးလို့ရပါတယ်เนาะအဲ့တော့ဒုတိယနေသားလေးကိုဆက်မပြပြပေးတော့မှာဖြစ်ပါတယ် ဲ့တော့ဒုတိယနေသားလေးပေါ့နော်ပေါ်လာတာကတော့တောက်ကြသားသမီးလေးတွေပါတဲ့နော်တောက်ကြသားသမီးလေးတွေအတွက်ဒီတစ်ပတ်တာအတွင်းခြေကန်သရာပြောင်းလဲလေးတွေကိုပြပြပေးသွားပါမယ်အဲ့တော့ဒီတစ်ပတ်တွင်းမမေတ္တာအေးခန္ဓာလေးတွေကတော့ပေါ့နော်ဒီပြောမယ်ဆိုရင်ဂျားလူနောက်ဆက်လေးတွေညာတဲ့ကာလရောက်ရှိပါတယ်တဲ့နော်အဲ့တော့အမျိုးသမီးဖြစ်စီအမျိုးသားဖြစ်စီနောက်ဆက်လေးတွေဝင်လာနိုင်ပါတယ်ဗာမဟုတ်တဲ့ပြဿနာလေးလည်းကရောက်ကစားပြတာစိတ်ဆိုးစိတ်ကောက်တာလေးတွေကြောင့်လည်းအခါလေးဆက်သွယ်ပြတာမခွန်မပြောတာလေးတွေရှိမယ်ဒါမဲ့ဂျားလူဒုတိယကဝင်ရောက်ပြန်ပြေးမှုကြောင့်ပြန်ပြီးအဆင်ပြေသွားတာမျိုးရှိမယ် ယ်တန်ရက်ကတော့တန်ယုံစင်မပြတ်ဘူးဒါလည်းဒါပေမဲ့မမနာလေးတွေအကြောင်းပေါ့နော်သူခေါ်မှကိုခေါ်မယ်သူပြောမှကိုပြောမယ်အဲ့လိုမျိုးချစ်သူနူးကြတဲ့မှာမထားတဲ့နဲ့မန္တာလေးတွေထားမယ်ဆိုမမြုံနေထားတဲ့ပြဿနာလေးတွေတက်လာနိုင်ပါတယ်နားလည်မှုနဲ့တစ္ဆာရှိရလဲတွဲနိုင်တော့ပို့ပြီးအဆင်ပြေနိုင်တယ်အဲ့တော့အဆင်မပြေဖြစ်နေတဲ့စုံတွဲလေးရတော့ပြန်ပြီးအဆင်ပြေမယ်အဆက်အသွယ်ပြတ်နေတဲ့စုံတွဲလေးတွေပြန်ပြီးအဆက်အသွယ်ရတာမျိုးကြီးရှိမယ်ခြေရေးဆန်းပွင့်မယ်ငယ်သူလေးတွေအတွက်ခြေကန်တာကောင်းနေတာမျိုးကြီးရှိမယ်နော်စိတ်နှခွားဖြစ်တာမျိုးဆုံးဖြတ်ခတ်တာမျိုးကြီးရှိမယ်နော်အဲ့လိုမျိုးမိမိပေါ်မေတ္တာစီမေတ္တာမန်နဲ့ချစ်တဲ့သူလေးတွေတွေ့တွေ့တတ်တယ်ငယ်သူလေးတွေကပေါ့ ော်အထီးကျန်နေတဲ့သူလေးတွေကတော့ချစ်သူရနိုင်တယ်အဲ့တော့စုံတွဲလေးတွေကတော့အဲ့လိုကရောက်ကစားလေးတွေဖြစ်ပေမဲ့လည်းပြန်ပြီးအဆင်ပြေသွားတာမျိုးတွေရှိမယ်နော်မင်္ဂလာသတင်းကြားရတာမျိုးလေးတွေနော်ဘဝရှိရေးအနာဂတ်အတွက်ပေါ့နော်တိုင်မီနှိမ့်နှိုးရတဲ့အချိန်လေးတွေလည်းကြုံတွေ့နိုင်ပါတယ်တဲ့နော်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတောက်ကြသားသမီးလေးတွေရဲ့အခြေအကန်စာတာကတော့ဒါကရောက်ကစားလေးတွေရှိနေပေမဲ့အဆက်အသွယ်လေးတွေပြတ်ထတာရှိပေမဲ့လည်းပြန်ပြီးအဆင်ပြေသွားနိုင်တယ်နော်ဒီအဆင်မပြေဖြစ်နေတဲ့စုံတွဲတွေပြန်ပြီးပြေသွားနိုင်တဲ့အနေအထားမှာရှိပါတယ်ကြီးကြီးမားမားပြဿနာမရှိဘူးပြပိုင်ကွက်ကင်းပြက်ကင်းတော့မရှိနိုင်ပါဘူးနော်အဲ့တော့အဆင်ပြေ ဖို့အတွက်ဖះမှာတက်တက်လို့စွန်းနော်ဒီဖះမှာကတ်လူပေးပါတပြေပန်းလေးတွေပေါ့နော်အင်ဂျင်ပန်းလေးတွေကတ်လူပြီးတော့အင်ဂျင်အပန်းမရနိုင်အင်ဂျင်ညွန်လေးတွေကတ်လူပြီးတော့လိုရာဆူတောင်းခြင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နော်ဒါတော့ဒီဒုတိယနေသားလေးပေါ့နော်တောက်ကြသားသမီးပါနောက်ထပ်ဖယ်နေသားလေးရောဒါတပတ်တာတွင်းမှာအခြေအကန်တရာပြောင်းလဲဖြစ်နေဆိုတာဆက်ပြီးတော့ကြည်ပေးလို့ရပါတယ်နော်အဲ့တော့ဒါတတိယနေသားလေးအတွက်ဆင်မှာဆွဲပေးမှာဖြစ်ပါတယ်အဲ့တော့ ။တတိယနေသားလေးကဘယ်နေသားလေးဖြစ်မလဲပေါ့နော်။နောက်ဆုံးနေသားလေးကဟုတ်ကဲ့ပါအဲ့တော့ဒီတတိယနေသားလေးကပေါ့နော်ပေါ်လာတဲ့နေသားလေးကဗုဒ္ဓသာသမီတွေအတွက်ပေါ်လာပါတယ်အဲ့တော့ဗုဒ္ဓသာသမီရဲ့တပတ်တာအတွက်ခြေရေးကန္တရာပြောင်းလဲပြုံးလေးရှိမနေ့ အဲ့ဗုဒ္ဓသားသမီးရဒီတစ်ပတ်မှာမေတ္တာရေးခန္ဓာနဲ့ပတ်သက်ပြီးတော့အစမပြေမှုလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကြုံမယ်မိမိချစ်စုကြောင့်စိတ်ပြေမဲ့တာမျိုးရှိမယ်ပေါ့နော်ရှေ့တစ်မျိုးကွယ်ရတစ်မျိုးလေးကြောင့်အစမပြေဖြစ်တာမျိုးတွေရှိမယ်တစ်ခါလေးပေါ့နော်ဒီအချီမိမိအချီခန္ဓာလေးတွေမှာအစိတ်တိုင်းမချမှုတွေကြောင့်ပေါ့နော်အခါတလေပေါ့နော်လက်လွတ်ချင်းစိတ်တွေပေါ်လာတာမျိုးတွေကြုံရနိုင်တယ်နော်ဘာမို့တဲ့ပြဿနာနည်းနဲ့လဲတယောက်နဲ့တယောက်နော်အစမပြေဖြစ်တာမျိုးလေးတွေရှိရဲ့ နော်တရားနဲ့တရားဒါအပြိုင်ဆိုင်လေးတွေနော်အငင်းခုံမှုလေးတွေကြောင့်အအဆင်မပြေဖြစ်တာမျိုးတွေကြောင့်အခြေရေးပြဿနာလေးရှိနိုင်ပါတယ်နော်အဲကြောင့်တော့ခါလေးစိတ်ဆိုးစိတ်ကောက်တာလေးတွေအဆင်မပြေတာမျိုးတွေရှိမယ်တယောက်ကပြန်ချော့ရင်တော့တယောက်ကစိတ်မပြေတာမျိုးတွေရှိနေတတ်ပါတယ်ထို့ကြောင့်အခြေရေးပြဿနာလေးတွေကရောက်ကစားလေးတွေများမယ်ဒါပေမဲ့မကြခင်တွင်းတော့ပြန်ပြီးအဆင်ပြေမယ်အပြီးပိုင်းကွဲကိန်းပြဲကိန်းတော့မရှိဘူးပေါ့နော်ငယ်သူလေးတွေကမမိထက်ကြီးခဲ့သူအသက်ရွယ်အဖေကြီးသူခေါင်းအဖေကြီးသူအီချင်းရှိသူနဲ့မိတာများတာမျိုးစုံကြည့်ရတာမျိုးကြီးကြုံရမယ်နော်ကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေ သဘောကျတဲ့လူတွေပေါ်လာလိမ့်မယ်เนาะဒါပေမဲ့အချိန်မှာအပြိုင်ဆိုင်တွေများမယ်အတိုက်ခိုက်လေးတွေရှိမယ်เนาะအဲ့လိုမျိုးတစ်ခါကြတော့ဗောနော်ဒီငယ်သူလေးတွေမေတ္တာရေးခန္ဓာမှာ သုံးခွင့်ဆိုင်ဆန်လန်းလေးတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါလေးတွေခယူဆိုင်ပေါ့နော် ရှောင်ပေးပါအဲ့တော့ကိုကိုချစ်သူကြီးစားပေါ့နော်ရှိနေတဲ့သူကအာဘောနော်ကိုလာပြီးတော့ဒီစိတ်ဝင်စားတာမျိုးကြီးဂျုံဝတ်နိုင်တယ်ထို့ကြောင့်အချင်းမှမမျှော်နေထားတဲ့ပြဿနာလေးတက်လာနိုင်တဲ့အတွက်ငယ်သူလေးတွေတတိထားရှောင်ဖို့လိုအပ်လိမ့်မယ်ချစ်သူစုံတဲ့နေရာတော့မကြခဏစိတ်ဆိုးစိတ်ကောက်တာလေးတွေမကြမကြဖြစ်နေလိမ့်မယ်နောက်တစ်ခါလေးမခေါ်မပြောတာအဆက်အသွယ်ပြတ်သွားတာလေးဂျုံဝတ်နိုင်တယ်မကြခင်တော့ပြန်ပြီးအဆင်ပြေမယ်အပြီးပိုင်ကွက်ကိန်းပြဲကိန်းတော့မရှိဘူးရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်မယ်ဆိုတဲ့အနေထားကိုတွေ့ရပါတယ်နော်ဒါတော့တတိယနေသားလေးတွေ ကတော့ဒါဗုဒ္ဓသာသမီတွေအတွက်เนาะဒါအာအခြေကတနာအပြောင်းလဲလေးတွေကိုဒါပေါ်လာတဲ့ကံကြမ္မာကလေးတိုင်းနော်ပြပြပေးတော့တာဖြစ်ပါတယ်ရေဒီယာအနေနဲ့ပေါ့เนาะမိမိတို့အနေနဲ့ရေဒီယာအနေနဲ့ကတော့ဖះမှာအာနှင်းစီအနီယံ9ပွင့်เนาะနှင်းစီအနီယံ9ပွင့်เนาะအဖြူယံ အာဒီဖျောင်းနိုင်နောက်ပြီးတော့အနေရောင်ဖျောင်းနိုင်လေးပေါ့နော်အနေရောင်မရတဲ့အခါအနီရောင်ဖျောင်းနိုင်အဖြူရောင်ဖျောင်းနိုင်အနီရောင်ဖျောင်းနိုင်လေးထွန်းမယ်အဲရေချမ်းလေးတစ်ခွက်ဖျားမှာကတ်လူလူရဆူတောင်းချင်းမြေကန်ကောင်းချင်းတွေရရှိလာမယ်ဖြစ်ပါတယ်လူရဆူတောင်းချင်းထက်အခြေရေးကန်ကောင်းမှုအခြေရေးအစဉ်ပြေဖို့ဆူတောင်းချင်းမြေကန်ကောင်းချင်းတွေရရှိလာမှာဖြစ်ပါတယ်နော်ဒါတော့ဒီဘရူတာသမီးဒီတစ်ပတ်အတွက်ရေတရားလေးပေါ့နော်မြေတားရေးကန်နာမှာရေတရားလေးပေါ့အဲနောက်တစ်ပတ်မှာလည်းဘယ်နေသားတွေရပေါ့နော်အခြေရေးကန်နာပြောင်းလဲဖြစ်မယ်ဆိုတော့ကိုဦးဆရာမရဲ့ပူရိုလေးကိုစောင့်မြေပူကြည့်ရှုပေးလို့ရ ပါတယ်အဲ့တော့ယနေ့မှစရေခုနှစ်သားမြအားလုံးလည်းအဆအဆရအဆင်ပြေမှုရှိကြပါစေမိမိပေါ်မေတ္တာစင်မေတ္တာမနဲ့ချစ်တဲ့သူတွေနဲ့တွေ့ကြပါစေစိတ်အီးချမ်းသာခြင်းကိုယ်အီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးအေးချမ်းသာရတဲ့ဘဝလမ်းကြီးကိုရှောင်လန်းနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်